အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းနိုင်ငံကစားသောက်ဆိုင်တော်တော်များများမှာတွေ့ရလေးရှိတဲ့ကြက်သားတုပ်လေးလှုပ်ရှားဖြစ်လို့လုံနီလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ကြက်သားကြိုက်တဲ့သူတွေအတွက်ဒီနီလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်ကြက်သားတုပ်ဖို့အတွက်ကြက်ရင်မူသားကိုအဓိကတုပ်ထားပါတယ် ချက်သားချုပ်ပွဲအတွက်အနေတော်အတုံးလေးတွေလှီပြီးတော့တိတ်ချလေးရေစေးထားပေးလိုက်ပါမယ်။ပြီးရင်တော့ငရုတ်ကောင်းမှုအနေနဲ့ပဲငံပြာကြီးအနောက်ခယူးစီနဲ့ငံပြာကြီးအချုံမှုအနေငယ်နဲ့ဆောအနေငယ်ထက်ပြီးတော့အနည်းဆုံး15မိနစ်ခန့်နှက်ထားပေးလိုက်ပါမယ်နော်။ ားနှစ်ထားတော့မှအတုတ်ထဲထဲမဲ့ကြက်တော်နေနဲ့နန်းနံပင်ကိုတစ်ချော်လေးရေစိမ်းသတ်ဆင်ပြီးတော့လာလှီထားပေးလိုက်ပါတယ်။အတားနှစ်ထားတာလေးအစ်စ်သစ်ဖြစ်ပြီဆိုရင်တော့လာကြော်ပေးထားလိုက်ပါမယ်။စီနည်းနည်းလေးပဲသုံးရင်ရပြီပေါ့နော်။ကျမစီမာကစီထက်လိုက်တာများသွားပါတယ်။ ဒီနေထားလို့ဆိုရင်တော့မီးပေးလိုက်လို့ရပါပြီ။စက်သားတွေကြက်ပြီဆိုရင်တော့တုပ်ဖွဲ့အတွက်အနေတော်အတိုးလေးတွေလာပြီးထားပေးလိုက်ပါတယ်။လေးတွေအစစ်အစစ်ဖြစ်ပြီးဆိုရင်တော့စတော့လို့ရပါပြီရှင်။ မဲ့ခွက်လေးတလုံးထဲကိုငံပြာကြီးတကြားနဲ့ငရုတ်တီအကျဲမုတ်တံပြာကြီးဆန်လော်မုတ်နဲ့ခုနကအစစ်သစ်လှထားတဲ့နန်းနံပင်နဲ့ကြက်ပုံလေးကိုထက်ပြီးတော့ရုံးဝေထားပေးလိုက်ပါတယ်ဒီဆန်လုံမုတ်ကဆန်ကနေ ready made ဝယ်ထားတာပေါ့နော်တကယ်လို့ ready made မကြိုက်တဲ့သူတွေက ဆန်ကိုလှော်ပြီးတော့ကိုလိုချင်တဲ့အရွယ်စားတိုင်းထောက်ထားလို့ရပါတယ်နော်အရသာအစစ်သစ်ဖြစ်ပြီးဆိုရင်တော့စက်သားလေးတွေထက်ပြီးတုတ်ထားပေးလိုက်ပါတယ်နော် ကဲအခုဆိုရင်တော့ကျမတို့ရဲ့စက်သားတုတ်လေးဟာဆိုရင် စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ကြက်သားကြိုက်တဲ့သူတွေအတွက်ဒီနီလေးကအတုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။